ကိုတို့တော့ထင်ကြမှာပါဒီလိုမျိုးရှိတာလလလေးတွေကိုခုံထဲမှာဆောလို့ဘယ်လိုရနိုင်မှာလဲလို့ကျွန်တော်ပြောတဲ့အတိုင်းလုပ်ရင်ရနိုင်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဖုံးနဲ့ပဲဆောတာပါဒါဆိုရင်အဲ့လိုမျိုးရှိတာလာလာလေးတွေကိုဘယ်လိုထည့်မလဲ ချိန်တာထဲဖို့ဆိုရင်ဒီမိုင်းခွတ်မှာလုံးဝထည့်လို့မရပါဘူး Telegram ရှိတဲ့တူဆိုရင်ကျွန်တော်ရဲ့ဒီ video comment မှာကျွန်တော်ရဲ့ Telegram channel link ကိုပေးထားပါမယ်ကျွန်တော်ရဲ့ Telegram channel တွေကိုရောက်ပြီဆိုရင်မိုင်းခွတ် patch ဆိုပြီးတော့ပင်ထောက်ထားပါတယ်ကဲ Telegram မရှိတဲ့သူတွေကတော့ Google ဖြစ်ဖြစ် Chrome ဖြစ်ဖြစ်တခုခုထဲကိုဝင်လိုက်မယ်ပြီးလို့ရှိရင် Minecraft patch apk လို့ရေးလိုက်ပါ ရှားပြီးွားရင်အပေါ်ဆုံးကဟာကိုမဝင်ပဲဒုတိယက9 Minecraft ဆိုတဲ့ website ကိုဝင်လိုက်ပါပြီးရင်အနီရောင်လေးနဲ့သာကိုနှိပ်လိုက်ပါကျွန်တော်ကတော့ဒီခလုတ်ကိုနှိပ်လိုက်ပါတယ်တခြားဟာတွေကကျွန်တော်ကမဆန်းဘူးတော့တိတ်မတိဘူး Okay ဝင်သွားလို့ရှိရင်ဒီလိုမျိုးဖြစ်သွားလိမ့်မယ် Click here to download ဆိုတဲ့ဟာကိုပဲနှိပ်လိုက်ပါဒါဆိုရင် Minecraft patch ကို download ရပါပါပြီနောက်ထပ်ရှိတာတွေကြတော့ဘယ်လိုတောင်းမလဲ ခုနကအတိုင်းပဲ Google ဖြည်းဖြည်း Chrome ဖြည်းဖြည်းတခုခုတည်းကိုဝင်လိုက်ဝင်ပြီးရင် mcpedn.com ဆိုပြီးတော့ရှာလိုက်ပါပြီးရင် NEWB ရှိတာလို့ရှာလိုက်ပါ ဒါဆိုရင်ဒီရှိတာတွေကို Minecraft patch ထဲမှာထည့်သွင်းလို့ရပါပြီ။ကျွန်တော်ကို Easy Rust တုံးမော့ကိုအသေးစိတ်တင်ပေးပါလို့ပြောထားပါတယ်။ဆိုတော့ Easy Rust တုံးမော့ကဘာကြီးလဲ။ Fan တွေကိုကောင်းကောင်းမဆောက်တတ်တဲ့လူတွေအတွက်ထုတ်ထားတာပါ။ကဲမော့ဒေါင်းနီးရေးစားရအောင်။မော့ဒေါင်းနော်လင်းကိုတော့ကျွန်တော်ရဲ့ဒီဗီဒီယို comment မှာချပေးထားပါမယ်။ တေဂရန်ရှိတဲ့သူတို့ကျွန်တော်ရဲ့တေဂရန် channel ကို join ပြီးတော့ကျွန်တော်ပြထားတဲ့အတိုင်းလုပ်လိုက်ပါကျွန်တော်ပြရတဲ့ခလုတ်တွေကိုအကုန်ဖွင့်ပါဒါပြီးရင်ဝေါ်ရဲကိုတွားလိုက်ရအောင် traffic တွေပဲကို survive မှာဒီလိုဖရိုက်ရပါတယ် အောက်မှာ use လို့ပေါ်နေပါတယ်အဲ့ဒါတွေကိုတစ်ချက်လောက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင် site ၃မျိုးတွေ့ရပါတယ်အဲ့ဒါကတော့ငယ်ဆုံးရဲ့အလေးရဲ့အမြင့်ဆုံးရဲ့ပဲဖြစ်ပါတယ်အဲ့ဒါတွေမတွားခင် remove drafting တွေပဲဆိုတဲ့ဟာကိုနှိပ်လိုက်ရင်မြင်တွေ့ရတဲ့အတိုင်းပြတ်သွားပါမယ်ဆိုတော့အငယ်ဆုံးကတွေပြန်စားမယ်ပြီးရင်ဘာမောင်ကြီးတွေပဲပေါ်တော့ကဟာကိုနှိပ်လိုက်ပါမယ် အပ်ပြီးတော့တွေးမြင်ရတဲ့အတိုင်းပဲဒီဖန်းကိုဆောက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကို စာလေးနဲ့တရားရေးပြီးထားပါတယ်ဒါပြီးရင်တစ်ချက်ပြန်ထွက်လိုက်မယ်မြင်တွေ့ရတဲ့အတိုင်းပဲဖန်းတွေကတော့အများကြီးပဲပါပါတယ်ဒါကတော့ငယ်ပသုံးပဲဖြစ်ပါတယ်အလယ်အဆင်းကိုကြည့်လိုက်ကြရအောင်အလယ်အဆင်းကတော့ငယ်ဆုံးအဆင်းလောက်တော့ဖန်းနေတိတ်မများတော့ဘူး အကြီးဆုံးဆင့်ကိုကြည့်လိုက်ကြရအောင်အကြီးဆုံးဆင့်လည်းပို့လို့နေသွားပါတယ်တခုလောက်တော့ဆန်ဆောက်ကြည့်အောင်မဆောက်ခင်မာစရာလေးတွေရှိပါသေးတယ်တွေ့ရတဲ့အတိုင်းပဲအပေါ်ဆုံးခရုတ်ကတော့ကိုရွေးထားတဲ့စတရက်ချာကိုဆောက်တဲ့ဟာပဲဖြစ်ပါတယ်အောက်ဆုံးကဟာတော့ drafting table ကိုပြန်ဖြတ်တဲ့ဟာပဲဖြစ်ပါတယ်ဒုတိယဘယ်ရင်ညာရဲ့လဲတဲ့ဟာပဲဖြစ်ပါတယ် ကဲစတင်ထဲမှာဆိုရင်တော့ပိုလို့ရှုပ်စရာလေးလာပါ ਈ ဒီစတင်အကြောင်းတော့ဘရိုတို့ပဲဒီမော့ကိုဒေါင်းပြီးတော့ဆန်းကြီးလိုက်ကြတော့ပါတော့ထရက်ရှာကိုစောက်ပြီးရင်ပေါ်ဆုံးက Rested ဆိုတဲ့ဟာကစတရက်ချာကိုရက်သက်ပြန်ရှားတဲ့ဟာပဲဖြစ်ပါတယ်ဒုတိယခလုတ်ကစတရက်ချာကိုအယောင်ပြောင်းတဲ့ဟာပဲဖြစ်ပါတယ် အောက်ဆုံး၅ကြာတော့ထုံးတဲ့အတိုင်းပဲ drafting table ကိုပြန်ဖြတ်တဲ့ဟာကဲဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲနောက်ထဲ survival episode မှတ်တော်မမှတ်မိရောဘူးထားပါဗျာအဲ episode မှာကျွန်တော် neta rife fu အမှရအောင်လုပ်သွားပါမယ်ကဲဆိုတော့ channel လေးကို subscribe လေးလုပ်ခဲ့ကြပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်